ါ်ရင်ကာလစဝဲမီပေါ့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲဝါရင်ချိန်ကာလဆိုတာဟာကျွန်တော်တို့တွေကိုပြန်လဲတတိပီပီဖျားသခင်နဲ့ပြန်လဲပြီးကြည်အေးတဲ့အချိန်ဖြစ်ပါတယ်ဆိုတော့ဒီနှစ်ဝါရင်ကာလမှာပုတ်ဟမ်းမင်းကြီးကကျွန်တော်တို့တဦးစီကိုစဉ်စားထောက်ရှုစေတဲ့အချက်ကလေးရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဝါရင်ချိန်ကာလဆိုတာတဲ့လွမြောက်ခြင်းကိုရှာဖွေတွေ့ရှိရမယ် အချိန်ဖြစ်ပါတယ်တဲ့ဆိုတော့ကျွန်တော်တို့ကဝါရင်းဆိုလို့ရှိရင်စိတ်ထဲမှာအစာရှောင်ရမယ်ချူးကြံရမယ်နော်ပေကန်စွန်ကျဲခြင်းနေနဲ့ဝါရင်းချိန်ကာလဆိုတော့ကိုရိုးရိုးလေးစဉ်းစားလိုက်တာနဲ့လေးနက်ပြီးပင်ပန်းနေလေဒါမဲ့ပုံရံမင်းကြီးကဘာပြောလဲဆိုတော့ဝါရင်းချံကာလဆိုတာတဲ့ freedom လွတ်မြောက်ခြင်းကိုရှာဖွေရမယ်အချိန်ဖြစ်ပါတယ်တဲ့သူကဘာဥပမာလေးပေးလဲဆိုတော့အစ္စရာအလူမျိုးတွေတဲ့အီဂျစ်ပြည်ကနေပြီးကျွန်ခံရတဲ့အချိန်မှာတဲ့ သူတို့တွေဟာတဲ့ကဲနာရောက်ဖျက်ပြီးဖျားဂရိပေးတဲ့နေရာကို သွားတယ်တဲ့အဲ့ဖျားဂရိပေးတဲ့နေရာကိုရောက်တဲ့အခါမှာလွတ်မြောက်ခြင်းရှိတယ်လို့တဲ့ဒီတဲ့ကဲနာရောက်ကိုဖျက်သွားတဲ့အခါမှာကျွန်တို့တွေဟာဘာကိုတွေ့ရမလဲဆိုရင်ဖျားသခင်ရဲ့ကောင်းမြတ်ခြင်းကျေးဇူးတော်တွေကိုတဲ့ကျွန်တော်တို့ကရှာဖွေရမယ်အချိန်ဖြစ်ပါတယ်လို့ပိုယဟမင်းကြီးဖရန်စစ်ကဒီတစ်နှစ်မှာကျွန်တော်တို့ဘာသာသူတွေအားလုံးကိုတိုက်တွန်းထားပါတယ် ဘာကြောင့်ဒီနေ့လွတ်မြောက်ခြင်းကိုရှာဖွေခိုင်းလဲဆိုရင်ねကျွန်တို့အခုကဘာတဝမ်းလုံးကိုရှိတဲ့အခါမှာဘာတွေ့ရလဲဆိုရင်ယောဂပေပရားတွေများကြကြစဘေးရနေရှိနေကြပြီးတော့တဲ့အခါကျရင်စီးပွားရေးမတည်ငြိမ်မှုတွေကြောင့်လူတွေဟာ pressure လို့ခေါ်တဲ့ဖိစီးမှုအောက်မှာကျွန်တော်တို့အသက်ရှင်နေရတဲ့အခါမှာကျွန်တို့ဘဝကိုဘယ်အရာကလွတ်မြောက်ခြင်းပေးနိုင်တာလဲဆိုတာကိုကျွန်တော်တို့ရှာဖွေကြဆိုတော့ဒီကနေ့ပုံရဟန်းမင်းကြီးကတော့ warren chengala ဟာ လွတ်မြောက်ခြင်းကိုရှာဖွေတွေ့ရှိတဲ့အချိန်ကာလဖြစ်ပြီးဒီလွတ်မြောက်ခြင်းကိုကျွန်တို့ဘာအရာအဖြစ်သိရမလဲဆိုရင်အချက်၃ချက်အဖြစ်သိရမယ်ဆိုတဲ့အကြောင်းကိုနှုတ်ကပတ်တော်ကသတိပေးပါတယ်ပထမလွတ်မြောက်ခြင်းတစ်ခုကတော့ဘလူးမှမသိပဲနဲ့ကိုယ့်အကိုသိတဲ့အတွင်စိတ်နှလုံးသားကို ပြန်လည်ပြီးဆန်းစစ်ရမယ်အချိန်ဖြစ်ပါတယ်ဥမာလေးတစ်ခုပြောရမယ်ဆိုရင် ကိုကမှန်ကန်နေဆိုလို့ရှိရင်သူများကနေပြီးတိုက်ခိုက်ရင်တော့ ိုကလဲမပြိုတော့ညာလဲကိုကမမှန်ထားဘူးဆိုလို့ရှိရင်သူများကမတိုက်ခိုက်ခင်ကိုကလဲပြိုတယ်ဆိုတော့ကိုတွေ့ရှိရပါတယ်ဒါကြောင့်မလို့ဉာဏ်ပညာမှာဘာပြောလဲဆိုတော့အပြည့်ရှိတဲ့လူကတဲ့လိုက်သူမရှိတော့ညာလဲပဲပြေးနေရတယ်လို့အတိပ္ပေကိုဖော်ပါဒါကြောင့်မလို့ဝါရင်ချင်ကာလာလေးဟာကိုယ့်ရဲ့နှလုံးသားကိုပြန်လည်စမ်းစစ်ပြီးဖျားကြိုက်တဲ့ဖြူစင်တဲ့အသက်တာမှာ နေထိုင်ဖို့အတွက်အချိန်ကာလဖြစ်ပါတယ်ကျွန်တော်တို့နှလုံးသားဖြူစင်နေဆိုရင်ကျွန်တို့ဘဝမှာလွတ်မြောက်ခြင်းရှိတယ်ဆိုတဲ့အချက်ကလေးတစ်ချက်ကိုဖော်ပြပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့နှလုံးသားဖြူစင်တာအပြင်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဘဝမှာဘာလို့အပ်လဲဆိုရင်ဖျားသခင်နဲ့အတူတူကသွာလာတဲ့ဆုတောင်းခြင်းအချိန်ကာလ လိုအပ်တယ်ဆိုတာကိုကျွန်တော်တို့တဦးစီကိုတတိပေးပါတယ်ကျွန်တော်တို့ဟာတဲ့အားနေချက်ရှိတဲ့လူတွေဖြစ်တဲ့အတွက်ဘုရားသခင်နဲ့ပေါင်းဆက်မှသာလဲကျွန်တော်တို့ဟာလွတ်မြောက်ခြင်းကိုရရှိနိုင်တယ်ဆိုတဲ့အကြောင်းကိုဒီကနေ့ဝါရွင်းကာလရဲ့ဒုတိယကျင့်စဉ်မှာတွေ့ရှိရပါတယ်ကျွန်တော်ပြီးခဲ့တဲ့အပတ်တုန်းကညောင်လေးပင်မေတော်ပွဲမှာတွားရောက်ပြီးတရားဒေသနာဟောကြားတဲ့အခါမှာကျွန်တော်ဒီချက်ကလေးကိုဝေမျှပါတယ်အဲ့ဒါကဘာလဲဆိုရင်ကောင်းမြတ်တဲ့ပါရမီတိုင်းဟာ ဖျားသခင်ပေးမှကျွန်တို့ကိုရတာဖြစ်ပါတယ်။ဒါကြောင့်မလို့ plagia ဆိုရက်ယသိကြီးကဘာပြောဘူးလဲဆိုတော့ကျွန်တို့ဟာတဲ့ပါရမီတွေကိုတဲ့ဖျားကျေးဇူးမပါဘဲနဲ့ ကိုကြင့်ကြံခြင်းအဖြစ်ရတယ်လို့ပြောတဲ့အခါမှာဆယ်ဂက်စတင်းကဘာပြောခဲ့လဲဆိုရင်သင်ငယ်တဲ့အရာတစ်ခုတော့နဲ့ဘုရားကျေးဇူးမပိုင်ဘလို့မှပါရမီဆိုတာကြင့်ကြံလို့မရဘူးဆိုတာကိုထုတ်ဖော်ပြသခြင်းအဖြစ်ကျွန်းတို့ရဲ့ဘဝမှာလွတ်မြောက်ခြင်းကိုရှာဖွေတဲ့အခါမှာကိုကနှလုံးသားဖြူစင်နေဆိုတာနဲ့မလုံလောက်သေးပါဘူး ုတိယတစ်ခုကတော့ဘာလိုအပ်လဲဆိုရင်ဘုရားသခင်နဲ့အတူတူကသွားလာတဲ့ဆုတောင်းခြင်းအသက်တာလိုအပ်ပါတယ်။ဒါကြောင့်မလို့ဒုတိယတစ်ချက်အနေနဲ့ဘာကိုဝေမျှကြလဲဆိုရင်ဆုတောင်းခြင်းဆိုတော့ဘာလဲဆိုတဲ့အရာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဆုတောင်းတဲ့အခါမှာဘုရားကိုအချိန်ပေးတယ်ဆက်ကရမန်တူတွေခံယူတယ်ကျွန်တို့တို့တွေရိုဇရီတွေစိတ်ကြရတယ်မနှက်မြတ်တာညှက်မြတ်တာရယ်ဆိုတဲ့ဒါတွေအားလုံးလဲကျွန်တို့တို့ဝါရင်းအချိန်ကာလမှာလုပ်တင်ပါတယ် အဲ့ဒါတက်တစ်ချက်ကလေးတတိပေးကျင်တာကတော့ကျွန်ုပ်တို့နေ့စဉ်ဘဝအတ္တတာမှာလှုပ်ဆောင်မှုအရာရာတိုင်းမှာဖျားသခင်ကိုတတိရပြီးဖျားကိုအားကိုးတဲ့စိတ်နဲ့ဒီဝါရင်းကာလလေးကိုအကောင်းဆုံးဖြတ်တန်းကြအောင်လို့ဖိတ်ခေါ်ရင်းနဲ့နောက်ဆုံးတစ်ချက်ကတော့ကျွန်ုပ်တို့ကစိတ်နှလုံးကြိုးစားတယ် ဘုရားသခင်ကိုဆုတောင်းလို့ရှိရင်အဲ့ဒါရဲ့ impact လို့ခေါ်တဲ့နောက်ဆက်တွဲကဘာရမလဲဆိုရင်ကိုနဲ့နီးစပ်တဲ့သူတွေနဲ့ reconciliation ဆိုတဲ့ပေါင်းသင်းဆက်ဆံရေးနဲ့ညီညာချင်းကိုရရှိလာမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီနေ့ဒုတိယကျမ်းစာတော်မြတ်ထဲမှာပြောခဲ့သလိုဝါရင်းချိန်ကလာကတဲ့ကျွန်တော်တို့ကိုတယောက်ကိုတယောက်ညီညာချင်းနဲ့စီးလုံးရမယ့်အချိန်ဖြစ်ပါတယ်တဲ့။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ပေဒံဖြစ်တဲ့ဝါရင်းကာလလေးမှာကိုယ့်ရဲ့နှလုံးသားကိုဂရုစိုက်ပြီးတော့ ထူတောင်းခြင်းအားနဲ့ကျွန်တော်တို့နဲ့နှိစက်တဲ့သူတွေနဲ့ကျွန်တော်တို့တွေအကောင်းဆုံးအသက်ရှင်နေထိုင်ခြင်းအဖြစ်ဒီဝါရင်းကာလကိုအတူတကွဖျက်သိမ်းရင်းနဲ့ပုံဟမ်းမင်းကြီးကကျွန်တော်တို့တူးစီကိုအားပေးထားတဲ့ဝါရင်းကာလဆိုတာဟာကိုယ့်ရဲ့ဘဝကိုလွမြောက်ခြင်းပေးတဲ့အချိန်ကာလဆိုတာကိုကျွန်တော်တို့အတူတကွထောက်ရွှေ့ရင်းနဲ့ဒီနေ့ကျွန်တော်တို့ဝါရင်းကာလကိုစာပြေရင်အကောင်းဆုံးအတူတကွကြိုးစားရအောင်လို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တူးစီကိုဖျားကောင်းကြီးပေးပါစေ